အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Night Story Channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးစုမောင်မိုင်းညူချောင်းဝင်းရေးသားထားတဲ့အုပ်စက်ဆောင်နေနေတဲ့ရွာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျွန်တော်တို့ရဲ့ Channel လေးကိုလည်း Like and Subscribe လေးနှက်ခဲ့ပေးပါအောင်လို့တောင်းဆိုရင်းနဲ့ဇာတ်လမ်းလေးကိုစတင်လိုက်ပါရစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူတော်စင်ပဲဖြစ်ပါတယ် ဒူးဆန်းတဲ့ကြက်တီးကုန်းအန်အောစရာကြက်တီးကုန်းတစ်ခုရှိရဲ့အကျယ်ဝင်းဧရိယာကဧက20နီးပါးလောက်တော့ရှိပါတယ်ကုန်းတစ်ခုလုံးကိုတဲကြောက်တွေဖုံးလွှမ်းထားတယ်တပင်ကြီးကြီးမားမားရဲ့လို့တပင်လေးတောင်မရှိတဲ့ကြက်တီးကုန်းပေါ်မှာတဲကြောက်ဆန်တဲ့မြေမျိုးပေါ့ရရှင်တန်လေးရှိတဲ့ဇူးဂျုံတွေနဲ့ရိုးရံဖြိုင်းဖြိုင်းအကိုင်းတွေအားကျူးတီကျဲတဲ့အပင်ပုတည်တာရုပ်ပြက်စင်းပြက်မင်းမူနေကြတယ် ကြက်ဒီကုန်းမှာမြေကြီးတဲကအလူလျောက်စိမ့်ထွက်နေတဲ့စမ်းပေါက်နှစ်ခုသုံးခုလောက်ရှိတယ်။စမ်းပေါက်ဆိုပေမဲ့အချာတောတောင်ရှုံမြောင်းနေစမ်းပေါက်တွေလိုကြည်လင်အေးမြပြီးအမောပန်းပြည်စီတဲ့စမ်းရည်တွေမဟုတ်ဘူး။ကြက်ဒီကုန်းစမ်းပေါက်ကထွက်တဲ့ရည်တွေကလည်းအယောင်ကဖြူပြီးအရသာကလည်းစားရည်တွေလိုငန်းနေတယ်။အဲဒါကြောင့်အနီးပါးရွာတွေကစမ်းတွင်းကိုကြက်ငံတွင်းလို့ခေါ်ပြီးစမ်းရည်ကိုလည်း ဂျက်ငန်ရီလို့ခေါ်ကြတယ်။ဒီဂျက်ငန်ရီတွေကရွာသူရွာသားတွေအသုံးပြုလို့မရပေမဲ့တဖက်တလန်အကျိုးပြုနေတာတွေတွေ့ရတယ်။အဲ့ဒါတော့ကျွေးနော်တလိမ့်ဆန်တွေကဂျက်ငန်တွင်းရီကိုမမှန်မမောတောက်တုံးကြတဲ့အတွက်ပါပဲ။ပူဝင်း၆တွေ့ကာလဂျက်ငန်ရီရင်းတွေ၆ခန်းတော်ရင်တောင်မှလေးဆန်နေရမြေကြီးကိုရှာနေရက်ပြီးစားတုံးတက်ကြတယ်။အဲ့ဒီလိုနဲ့ကြက်တီးကုန်းမြေကဘယ်သူမှမတတ်မတ်ရပဲ ကျွဲနားစကြက်တစ်ခုဖြစ်လာတယ်။ကျွဲတွေနွားတွေလွတ်ကြောင်ကြတာပေါ့ဗျာ။ကျွဲနွားလွတ်ကြောင်နေဆိုပေမဲ့ကျွဲကြောင်သားနွားကြောင်သားတော့မပါဘူး။လုပ်ငန်းဝင်ပြီးတာနဲ့မိမိတို့ရဲ့ကျွဲနွားတွေကိုချက်တီးကုန်းမှာဒီတိုင်းသွားလွတ်ထားကြတယ်။လုပ်ငန်းဝင်ဝေရမယ်ဆိုမှတိရိစ္ဆာန်တွေရဲ့လေဘင်းမှာချိတ်ဆွဲထားတဲ့ခြုံလုံးတန် ခလောက်တန်ကိုနားထောင်ပြီးလိုက်ရှာကြတယ်။ကိုကျွဲနွားတွေကိုကိုဆွဲသွားကြတယ်။ ။ရွာသူရွာသားတွေကလည်းတစ္ဆာရှိကြပါတယ်။သူတပားကျွဲနွားကိုမယိုးမသာခိုးယူတာမျိုးမလုပ်ကြဘူး။မတော်တဆမှားပြီးဆွဲယူသွားတယ်ဆိုတာတောင်မရှိပါဘူး။အဲ့ဒီတခုတော့ရှိရဲ့ဗျ။ကျွဲနွားတွေကိုထိန်းကျောင်းသူ မပါပဲလွတ်ကျောင်းတဲ့အလေးထောက်ကိုတီးတဲ့အခြားရဲဝဲကတခိုးနှစ်ယောက်ကကြက်ဒီကုန်းတွေကိုဝင်ခိုးမှုတယ်။ဒါပေမဲ့သူတို့လည်းတကောင်တမိမှရမသွားဘူး။ကြက်ဒီကုန်းတွေကတော့အသက်ရှင်လေးရဲ့မထွက်နိုင်ခဲ့ဘူး။ နေအောင်စလုံးမျက်လုံးပြူးကြီးတွေနဲ့တည်နေတာကိုတွေ့လိုက်ရတယ်။ရုပ်ပြက်ဆင်းပြက်တည်နေကြတဲ့အနေထားကိုကြည့်ပြီးမသိခင်မှာထိတ်လန့်ခြောက်ခြားစရာတစ်စုံတစ်ခုကိုတွေ့လို့ဖြစ်မယ်လို့ခံမှန်းကြတယ်။ဘလို့ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့တစ်စုံတစ်ခုလဲဆိုတာတော့ဘယ်သူမှမပြောနိုင်ကြသေးဘူး။သူတို့ခိုးယူသွားဖို့အတွက်နဖားချိုးတွေတက်ဆင်ချီနှောင်ထားတဲ့နွားလေးကောင်ကိုလည်းအလောင်းတွေအနီးမှာတွေ့ရတယ်။အဲ့ဒီတစ်ချိန်ပဲခိုးတာဝတ်တာဖြစ်ဖူးလိုက်တယ်။ နောက်တစ်ခါတော့မကြားရတော့ရွာသူရွာသားတွေကတော့သူတို့ရဲ့ကျွဲနွားတလိမ့်ဆန်တွေကိုကြက်တီးကုန်းတိုက်ကအုပ်စက်ဆောင်တွေကစောင်းရှောက်ပေးနေတယ်လို့ယုံကြည်ကြတယ်ဟုတ်ပါတယ်ကြက်တီးကုန်းထဲမှာဖျားတိုက်တစ်ခုရှိတယ်တိုက်ကိုစောင်းရှောက်နေကြတဲ့အုပ်စက်ဆောင်တွေရှိတယ်လို့အစင်အဆက်ကလည်းယုံကြည်ကြတယ်အဲအားကြောင့်ကျွဲနွားတလိမ့်ဆန်တွေလာလွတ်ရပဲဖြစ်ဖြစ်ကြက်တီးကုန်းကိုဖျက်ပြီးခီးသွားခြင်းလိုပဲဖြစ်ဖြစ် ကြက်တီးကုန်းအဆက်မှာရှိတဲ့တင့်ညူပင်မောင်နှမကိုရှစ်ခိုးဥချပြီးအနှံကြောင့်ခီးသွားကြရလိရှိတယ်။နောက်ပြီးကြက်တီးကုန်းကအုံစစောင်းနေနဲ့ပတ်သက်ဆက်နွယ်တဲ့ဇလန်းတွေအဖြစ်ပြက်တွေကလည်းရွာတိုင်းရွာတိုင်းမှာရှိနေခဲ့ပါတယ်။တိုက်ပြောင်းကြတဲ့လာပြီးညောင်းတောင်မြောက်တန်းနေတဲ့ဘကိုးရိုးမတောင်တန်းကြီးနဲ့မြောက်ကနေတောင်ကိုစီးဆင်းနေတဲ့စစ်တောင်းမြစ်တို့ရဲ့အကြားကနယ်မြေဒေသပဲဖြစ်ပါတယ်။ အဲ့ဒီနယ်မြေထဲမှာဘကိုးယိုမဘော်ကချောင်းပြားခံလာပြီးစစ်တောင်းမြေထဲကိုစီးဆင်းသွားတဲ့တောင်ကြချောင်းလေးတွေလည်းရှိတယ်။စပားကင်းပဲကင်းဂုံလျှော်ဆိုင်ကင်းကြံဆိုင်ကင်းတွေနဲ့တစ်နှစ်ပတ်လုံးမြောက်စင်းရောင်ဖုံးလွှမ်းနေတဲ့လေယာဉ်မြေတွေလည်းရှိပါတယ်။အဲ့ဒီလိုမြေစီမြေနှစ်ပြည့်စံပြီးမြေဩဇာကောင်းမွန်လာတဲ့နယ်မြေဒေသတွင်းနယ်မှာမှဘလို့တီးနံမျိုးမှစိုက်မရတဲ့တဲကြောက်တွေဖုံးလွှမ်းထားတဲ့ကြက်တီးကုန်းတစ်ခုကလည်း ဖြစ်ပေါ်နေတယ်။ဒါကဘာကြောင့်ဖြစ်ပေါ်လာရတာလဲ။အဲ့ဒါကိုဘယ်သူမှအပြေမပေးနိုင်ကြဘူး။အားလုံးကလည်းလိုအပ်တတ်တဲ့သဘာဝတရားရဲ့စံကြံမှုတစ်ခုလိုပဲလက်ခံထားကြတယ်။အဲ့ဒီကြတိကုန်းကိုတချို့ကရှေးကတင်းညာဟောင်းတစ်ခုလိုပြောကြတယ်။ရွာဟောင်းကြီးတစ်ခုလိုလည်းယူဆကြသူတွေရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်ခိုင်ခိုင်မာမာအထောက်အထားပြစီရတော့မရှိခဲ့ဘူး။အခိုင်အမာ ထောက်ထားပြစီရတာဘာမှမရှိရဲ ုံမြင်လိုလိုယုံနှန်းစကားလိုလိုဒဏ္ဍာရီတွေကတော့တကြောင်တကားတာတရွာတပုတ်စမ်းတယ်လို့ပြည့်လို့နေပါတယ်ဒီလိုဒဏ္ဍာရီတွေထဲမှာလာပညာတညမှာဖြစ်ပျက်ခဲ့တဲ့ကြက်တွင်းကုန်ဖြစ်စဉ်တစ်ခုလည်းပါဝင်နေပါတယ်အဲဒီလာပညာကလာမင်းကြီးအစွမ်းကုန်ထိမ့်ထိမ့်တာနေတဲ့ညကမ္ဘာမြေပြင်ပေါ်မှာလာရောင်ဝါဝါရီရှုံးမြမြထွန်းလင်းဖြာကြနေတဲ့ညပါတဲ့လူတွေကထူးထူးခြားခြားအตาကြီးတာနေတဲ့ မိုးဘောကလောင်မင်းကြီးကိုငေးမောကြည့်ရင်းနဲ့အိတ်ဆက်အနားယူဖို့တောင် မေ့နေကြတယ်။အဲ့ဒီလိုနဲ့ညတကောင်ချိန်လောက်ရောက်လာတယ်။အဲ့ဒီချိန်မှာရွာသူရွာသားတွေဟာထူးဆန်းတဲ့အဖြစ်အပျက်ကိုကြုံတွေ့ရတယ်ဗျ။ရွာရဲ့တောင်ဘက်ကနေရွာလေလမ်းအတိုင်းဝင်လာတဲ့လှဲတန်းရှိကြီးရဲ့အတန်ကိုကြားလိုက်ရတယ်။နောချူတန်တွေလှဲဤတန်တွေလှဲမောင်သမားရဲ့နောငေါမောင်းတဲ့အတန်တွေလေဘောကလူအချင်းချင်းစကားပြောလာတဲ့အတန်တွေ လဲတစည်းပေါ်ကနေတခြားတစည်းကိုအော်ဟစ်ပြောဆိုနေတဲ့အတန်တွေမိမအတန်တွေကလေးတန်တွေစာရာတွေကလည်းစူညံနေတာပဲတဲ့ဗျာတနေရရာကနေရွာလုံးကျွတ်ပြောင်းရွှေ့လာပြီးအခြားတနေရစီအိုးတီသွားနေတဲ့ပုံပဲရွာသူရွာသားတွေကမမျော်လင့်မဲကြားရတဲ့လဲတန်လူစံတွေကြောင့်ရွာလေလန်းစီကိုလန့်ကျင်မိရဲ့အတန်တွေကစူညံပွက်လောရိုက်နေပါတယ်သူတို့မျက်စီထဲမှာတော့လဲတစီလူတယောက်မဆိုထားနဲ့ ခွေးတောင်ကြောင်တမီးကိုတောင်မမြင်မတွေ့ရပါဘူးအဲ့ဒီတော့မှဒါကအုတ်ဆောင်တွေတိုက်ပြောင်းလာတာဖြစ်မယ်လို့သဘောပေါက်မိလိုက်တယ်အဲ့ဒါကြောင့်ပဲအတန်မပေးအနောက်ရှက်မပြုတ်ပဲနဲ့အတန်ကြားရောင်ကိုငြိမ်ငြိမ်တက်တက်လေးပဲကြည်နေကြတယ်လဲတွေလူတွေကလည်းဘလောက်တောင်များလဲမသိဘူးညတစ်ခေါင်လောက်ကလေးကရွာကိုဖြတ်နေတာအာယုံတက်တာတောင်မကုန်နိုင်သေးဘူးတဲ့အာယုံတက်ပြီလို့အလင်းရောင်ကောင်းကောင်းပေါ်လာတော့မှ နောက်ဆုံးလှည့်ပဲဟေးဒါပြီးရင်တော့အားလုံးပြီးပြီအဲ့ဒီလိုအော်တန်ကြီးနဲ့နွားတွေကိုတွှွှန်းွှွန်းရိုက်မအောင်သွားတဲ့အတန်ကို ကြားလိုက်ရတယ်မနယ်လင်းတော်တရွာလုံးအဲ့ဒီအကြောင်းကိုပဲအန်အော်တကြီးပြောနေကြပါတယ်ဒါပေမဲ့အန်အော်စရာကအဲ့ဒီလောက်တည်းမဟုတ်သေးဘူးဗျအဲ့ဒီလာပြီးညကတိုက်ပြောင်းနေဖြစ်စဉ်ကြားရသိရတာကတရွာတည်းမဟုတ်ဘူးအရှိအနောက်တောင်မြောက်မှာရှိတဲ့ ရွာလေးရွာစလုံးဖြစ်နေရတယ်။လဲတွေရဲ့ဥတီရွာလဲရွာလေးရွာရဲ့အလေကကြက်တီးကောင်းမြေစီကိုအံ့အားသင့်စရာမြင်တွေ့ရတယ်။အဲဒီတော့မှအရက်လေးမျက်နှာကအုပ်ဆက်ဆောင်တွေကြက်တီးကောင်းကိုတညာတဲ့တစ်ချိန်နဲ့ပြောင်းရွှေ့လာကြတယ်ဆိုတာသဘောပေါက်သွားကြတယ်။အဲဒီညာအဲ့ချိန်ကစပြီးကြက်တီးကောင်းအုပ်ဆက်ဆောင်တိုက်ဇက်လန်းတွေဖြစ်ပေါ်လာတာလို့ပြောပါတယ်။ထူးခြားတာကအဲ့ဒီအုပ်စာဆောင်ဇက်လန်းတွေထဲမှာ ပါဝင်တဲ့သူတွေကသူတို့ရွာမှာအမှန်တကယ်ရှိခဲ့ဘူးနေထိုင်ဘူးခဲ့တဲ့သူတွေဖြစ်နေတယ်ဆိုတာပါပဲတိုက်ဆောင်ဘလူးနဲ့တွေ့တယ်တာအဖာတညမှာဖားရှာငါးရှာထွက်ခဲ့ကြတယ်တာဖာနှစ်ယောက်ကနေကျွန်ပြီးကြက်တီးကုန်းမြေထဲထိရောက်သွားတယ်ဖားကင်ကအသက်50ကျန်းရှိပြီးတာဖြစ်သူကတော့အသက်16နှစ်ခန့်လူငယ်တယောက်ဖြစ်ပါတယ်ဖားရှာငါးရှာဖြစ်ပေမဲ့ငှက်တွေ့ရင်လည်းငှက်ဖမ်းပြီး မွေတွေ့ရင်လည်းလက်မနေတမ်းရိုက်ကြတယ်။စားလို့ရတဲ့အရာရောင်းလို့ရတဲ့အရာမှန်သမျှဘာပဲဖြစ်ဖြစ်အလို့မပေးတမ်းရှာပွေကြတယ်။အဲ့ဒီလိုနဲ့သူတို့သားဖာနှစ်ယောက်ကကြံငန်းတွင်အနီးတစ်ဝိုက်ကိုရောက်သွားတယ်။မိုးဦးကြကာလမိုးလီတပွဲပွဲရွာထားတာကြောင့်ကြံငန်းရီတွေဟာရှံပြီးချောင်းလေးတပွဲစီးစင်းနေတယ်။ချောင်းထဲမှာလည်းငါးရီကူးခတ်နေပြီးသားဖာနှစ်ယောက်ဝမ်းသာအားရနဲ့ငါးရီဖမ်းကြတယ်။ ဲ့ဒီငါးတွေဖမ်းနေတော့မှာပဲဝုန်းခနဲ့အတန်ကြီးတစ်ခုကြားလိုက်ရတယ်မီးအောင်နဲ့ကြိလိုက်တော့ဖွက်ကြီးတကောင်ကိုတွေ့တယ်ငါးပေလောက်ရှိတဲ့ဖွက်ကြီးကြီးဖွက်ကြီးကလည်းကြံငံရီလာတောက်တာ လူနဲ့တိုးလို့လန့်ပြီးထွက်ပြေးသွားတယ်ငါတော့ဒီမှနေခဲ့အဖေလိုက်သွားမယ်ဖောက်ရင်ဖြစ်သူကမိန်းကိုကင်ပြီးဖွက်ကြီးနောက်ကိုခြုံတွေ တိုးပြီးရှောင်ပြီးလိုက်သွားတယ် တားဖြစ်သူဟာငါးဖန်းရင်ကျင်ကန်းတွင်းထဲမှာကြံခဲ့တယ်။တော်တော်လေးကြတော့တားဖြစ်သူကအတန်တန်ကြားလိုက်ရတယ်။အဲ့ဒီအတန်ကတော့သူ့အဖေရဲ့အတန်။ကြောက်လန့်တကြားအော်ဟစ်နေတဲ့အတန်ပဲ။တားဖြစ်သူကလည်းဘာမှစဉ်းစားမနေတော့ပဲအတန်ကြားရစီကိုချက်ချင်းအပြေးလွာလိုက်သွားတယ်။တခဏအတွင်းမှာပဲသူ့အဖေရှိတဲ့စီကို ရောက်သွားတယ်။သူ့အဖေရင်ဆိုင်ကြုံတွေ့နေရတဲ့အဖြစ်အပျက်ကိုလည်းသူမြင်သွားရတယ်။မြင်ခွင့်ရတော့ အလွန်ထိတ်လန့်ခြောက်ခြားစရာကြီးပဲသူ့ဖခင်ကအသက်လှုပ်ပြီးပြေးနေရတယ်။ကိုင်နေကြမိန်းကလေးကလည်းတနေရရာမှာကြကြံရစ်ခဲတဲ့ပုံရတယ်။လက်ထဲမှာဘာမှပါမလာတော့ဘူး။သူ့နောက်မှာလူထက်အရက်သုံးစားလောက်မြင့်မားပြီးအမွေးမြင်တွေတကောလုံးပေါက်နေတဲ့လူလူလူမြောက်လူလူဘလူးကြီးတကောင်ကသူ့နောက်ကိုလိုက်နေတယ်။လူဘလူးကြီးကသူ့ရဲ့ကြီးမားလာတဲ့ခြေပေါ်အားကြီးနဲ့ အဖေဖြစ်သူကိုလိုက်နေနေတာကိုတွေ့ရတယ်။ဖခင်ရောခြေတော်ကြီးနဲ့လိုက်နေနေတာကိုမခံရအောင်ကိုယ့်ဘက်ပြေးလောရှောင်တိတ်နေရတယ်။အဲ့ဒီချိန်မှာပဲတားဖြစ်သူကအဖေအဖေပြေးပြေးပြောပြေးပြေးအဲ့လိုအော်လိုက်ပြီးဘလူးကြီးကိုလက်ထဲကငှက်ကြီးတောင်ဓာတ်နဲ့လန့်ပစ်လိုက်တယ်။ငှက်ကြီးတောင်ဓာတ်ကဘလူးကြီးရဲ့ခန္ဓာကိုယ်ကအမွေးမြင်နေနဲ့ထိပြီးမြေပေါ်ကိုပြုတ်ကျသွားတယ်။ အဲ့တော့မှဘလူးကြီးကဆက်မလိုက်တော့ပဲမတ်တရက်ကြံနေခဲ့တယ်။တာဘာနဲ့အောင်လဲကြောက်အားလန့်အားနဲ့နောက်လေမကြည့်ပဲပြေးလိုက်ကြတော့ရွာရောက်တဲ့အထိပဲလေဗျာ။အဲ့ဒီတာဘာနေတဲ့ရွာဟာချက်တီးကုန်းရဲ့တောင်ဘက်ကတမိုင်ခွဲလောက်မှာရှိတယ်။အခုချိန်မှာတော့တာဘာနဲ့အောင်စလုံးလူတော်ကထဲမှာမရှိတော့ပါဘူး။နှစ်တွေကြာမြင့်ပြီး အသက်အရွယ်လည်းရင့်ကွယ်လွန်သွားကြပါတယ်။ ဘလို့ပဲဖြစ်ဖြစ်သူတို့ရဲ့ဆွေမျိုးစင်ဆက်တွေတော့ရွာမှာရှိနေကြတယ်။ဘိုးဘေးတွေဖြစ်တဲ့သူတို့သားဖားနှစ်ယောက်တွေ့ကြုံခဲ့ရတဲ့အကြောင်းကိုတဆင်စကားတဆင်နားနဲ့ပြောနေကြတော့မယ်။ခြေထောက်နဲ့လိုက်နေနေတဲ့ဘလူးကြီးတိုက်ကိုစောင်းရှောက်ရတဲ့ဘလူးကြီးဖြစ်ပြီးတကယ်လိုက်နေတာမဟုတ်ပဲ။တိုင်အနီးနားရောက်လာသူတွေကိုနောက်မလာရဲအောင်ခြောက်လန့်ခြင်းသာဖြစ်ကြောင်းနဲ့အမှန်တကယ်သာအနေရပေးခြင်းဘလူးလူကမှအသက်နဲ့ခန္ဓာတွဲလျက် ကြက်ဒီကောင်းကနေပြန်ထွက်နိုင်မှာမဟုတ်ဘူးလို့ဒီကနေ့ထိယုံယုံကြည်ကြည်ပြောဆိုနေကြတော့မယ်ဖြစ်ပါတယ်ဥษาဆောင်ရဲ့ကျေးဇူးရှင်ဒုညမင်းကကိုအောင်ညွန့်ဖြစ်ပါတယ်သူနေတဲ့ရွာကစစ်တောင်းမြင့်ရဲ့နောက်ဘက်ကမ်းမှာရှိတဲ့ရွာတန်းရှည်ကြီးတစ်ခုပါကိုအောင်ညွန့်အလောက်ကရက်တလိရွာတလိအတိုင်းအများနီးတူလဲရအလောက်လောက်တယ်သူ့လေကဘိုးဘေးပြည်ပင်တွေဓမ္မဦးချလောက်ခဲ့တဲ့လေဖြစ်ပြီး နာမည်ကြီးကြက်ဒီကုန်းနဲ့တဆက်တည်းဖြစ်နေကြက်ဒီကုန်းမှာအုတ်ဆက်ဆောင်တွေရှိတယ်ဆိုတာဘယ်ချိန်ကတည်းကမှတိနေပြောနေကြမှန်းမသိပေမဲ့ကိုအောင်ညွန့်တို့တိတက်တဲ့အရွယ်လောက်ကြတော့ဒီအသည့်ကစွဲနေပြီကြက်ဒီကုန်းပတ်ဝန်းကျင်မှာရှိတဲ့ရွာသူရွာသားတွေအားလုံးရဲ့စိတ်ထဲမှာအုံနောက်ထဲမှာအတီထဲမှာကြက်ဒီကုန်းကအုတ်ဆက်ဆောင်ဇက်လန်းတွေစွဲနေကြပါတယ်ကြောက်လန့်စိုးထိတ်မှုတွေလည်းနှလုံးသားထဲမှာစွဲနေကြတယ် ဘာပဲဖြစ်ဖြစ်ကိုအောင်ညွန့်ကဘာသာရေးသမားယတနာသုံးပါးနှလုံးသားထဲမှာရှိသူငါးပါးတီလောက်ကိုလဲခါဟုပစိုးလို့မြဲသူဖြစ်တယ်အဲ့တော့ကြောင်30တပုံသားအလုံးပေါ်မှာမေတ္တာစိတ်ထားတယ်ဘဝတစ်ခွေမှာဆုံလာတဲ့သူမှန်သမျှကိုလဲမေတ္တာတရားရှေးရှုပြီးဆက်စတယ်ကြတိကုံနာကနာနာဘဝဝိနာဘဝဥစ္စာဆောင်နေအတွက်ရည်စူးပြီးတပိညိုမောင်နှမမှာနေတိုင်းထမင်းဟင်းတွေစွန့်ကျဲပီလီရှိတယ် မိသားစုအားလုံးလေထဲမှာပဲအိမ်ဆောက်ပြီးနေကြတယ်။ကြတိကုန်းနဲ့ထိဆက်နေရကြောင်းဥစ္စာဆောင်တွေဝိညာဘဝတွေလှုပ်ရှားသွားလာနေကြတာတွေကို မကြာခဏတွေ့နေရတယ်တဲ့။ကြတိကုန်းထဲမှာအခုခေတ်အငိမ့်မင်းသမီးတွေဝတ်တယ်လို့အင်ကြီးကားရှိထမိန်အနားရှိတွေဝတ်ဆင်ထားတဲ့မိမခုနှစ်ယောက်ကိုလည်းရံပန်ရံခါတွေ့ရတယ်တဲ့ဗျာ။ဦးအောင်ညွန့်စီကကြားရတဲ့စကားတော့မဟုတ်ဘူး။ဦးအောင်ညွန့်ရဲ့သားသမီးငယ်တွေစီကနေ ကလေးချင်းချင်းပြန်ပြောလို့သိရတာပါအဲ့ဒီမိန်းမခုနှစ်ယောက်ရဲ့လက်တွေထဲမှာစီမီခွက်လို့မီးထွန်းထားတဲ့ခွက်ကလေးတွေကိုကင်ထားကြတယ်လို့ပြောတယ်ကလေးတွေပြောတဲ့စကားအရဆိုရင်သူတို့ကမကြကနာတွေ့နေရတဲ့သဘောပဲကြက်ဒီကုန်းနဲ့နေချင်းဆက်နေတဲ့လေတွေအများပြားရှိပြီမယ်လူနေတာကတော့ကိုအောင်ညွန့်လိုပဲရှိတယ်။နာမည်အရှိန်အဝါကြီးလို့နဲ့ကြက်ဒီကုန်းကဥစ္စာဆောင်နေကြအောင်ဘယ်သူမှမနေရဲကြဘူး။ တဦးစနှစ်ဦးစလာနေဘူးပဲတမိုးကုံအောင်တော့ဘသူမှမနေနိုင်ကြဘူးဗျာတဲတွေဖြက်အိမ်တွေဖြက်ပြီး ရွာထဲကိုပြောင်းသွားရတာကြီးပဲနောက်တော့ဥစ္စာဆောင်တွေကဦးအောင်ညွန့်တို့မိသားစုပဲနေဝင်းပြုတယ်တခြားဘသူမှမနေရဘူးဆိုတဲ့သတင်းတွေပါထွက်လာတယ်သူများပြောလေပြောเสียရပါပဲတခါဥစ္စာဆောင်ကပြီးတဲ့အနီရောင်ကြောက်တလုံးကိုကိုအောင်ညွန့်ရဘူးတယ် ရောက်အောင်ရနီးရတော့ထူးဆန်းပါတယ်အဲ့ဒီညမှာကိုအောင်ညွန့်အိမ်မက်တစ်ခုမှတ်တယ်အိမ်မက်ထဲမှာရှေးခေတ်နန်းလွင်းသူလိုဝတ်ဆင်ထားတဲ့မိမပြိုတယောက်နဲ့စကားပြောရတယ်မိမပြိုလေးကအရန်ချော်မော်လှပပြီးဖြန့်ချထားတဲ့သပင်ကလည်းခြေပနောက်တီကိုရောက်အောင်ကော့ပြန်နေတယ်တမီးကိုအရင်ကမတွေ့ဘူးပါဘူးဘယ်ကလာတာလဲတမီးဦးအောင်ညွန့်ကမေးလိုက်တယ် မိမပြိုလေးကဥအောင်ညွန့်ကိုရိုးရိုးတည်တည်လက်အုပ်ချီပြီးဖခင်တမီးနေတာကချက်တီးကုန်းထဲမှာဖြစ်ပါတယ်အဲ့ဒီလိုနဲ့ဥအောင်ညွန့်အံ့ဩသွားတာပေါ့ဗျာဘာကြောင့်လဲဆိုတော့ချက်တီးကုန်းထဲမှာလူနေအိမ်ကြီးတစ်ခုလေးမှမရှိဘူးလေသူတိနေတာပဲဒါပေမဲ့ဥအောင်ညွန့်ရဲ့စိတ်ထဲမှာမိမပြိုကိုဥစားဆောင်တယောက်ဖြစ်မယ်ရဲ့လို့မတွေးမိဘူးတာမန်မိမပြိုလေးအမှတ်နဲ့ပဲထင်မိပြီး စကားပြောဆိုနေတာဖြစ်ပါတယ်။ဘာကိစ္စရှိလို့လာတာလဲသမီး။ဖခင်ကိုကျေးဇူးဆက်ချင်လို့ပါရှင်။မိမ့်မပြိုလေးရဲ့စကားတန်ကြောင်ဥအောင်ညွန်ပူပြီးအံ့အားသင့်သွားတယ်။အဲ့ဒီမိမ့်မပြိုလေးကိုသူတစ်ချိန်တစ်ခါမှမတွေ့မြင်ဘူးသေးဘူး။အဲ့ဒါကြောင့်ကျေးဇူးတင်လို့ဆရာအပြုတ်မှုလေလုံးဝမပြုတ်မှုခဲ့မိဘူး။မိမ့်မပြိုလေးကဆက်ပြောပါတယ်။ ဖခင်ဟာကြုံကြိုက်နေတဲ့ဝေနေရတရဝအားလုံးအတွက်မေတ္တာနဲ့ရည်စူးပြီးတင့်ညိုပေးနေမှာလှူဒန်းခဲ့တဲ့အစားအစာကို သမီးတို့မိသားစုကနေ့စဉ်နေ့တိုင်းပဲရရှိပါတယ်။ဖခင်ရဲ့ကျေးဇူးတောင် သမီးတို့မိသားစုမှာအပူပင် မကြောက်မကြောက်အစားအစာရရှိစားတောက်ခဲ့ရပါတယ်။အဲဒီတော့မှဥအောင်ညွန့်သဘောပေါက်သွားတယ်။မိမပြိုဟာတင့်ညိုပင်မောင်နှမမှာနေ့စဉ်သူပြုတဲ့အလူဒါနာကို စားတော့ရတဲ့ဝိညာဘဝပုံကိုတရဝါဖြစ်မယ်လို့တွေးမိလိုက်တယ်။မိမပြူကအသင်ပါလာတဲ့ဂရီပါရှုံးအိမ်အနီးထဲကနေကြောက်လေးတလုံးထုတ်ယူလိုက်တယ်။ကြောက်ကလည်းအနီးသွေးရောင်လက်ပြီးရှုံးဆူတောက်ပါနေတယ်။ဒါဒါဗရက်များလား။အနီးရောင်ကြောက်မှုဗရက်များလို့ယူဆပြီးဥအောင်ညွန်လည်းမေးလိုက်တယ်။မိမပြူလေးကလည်းခေါင်းကိုအသာရမ်းခါပြီးတော့ ဗရမ ्या မဟုတ်ပါဘူးဖခင်ဗရမ ्या ဆိုတာတွင်းထွက်ရတနာပါဒီကြောက်ကို အလင်းရတနာလို့ခေါ်ပါတယ်ပဋ္ဌာန်းဆက်ရှိသူတွေသာပိုင်ဆိုင်ခွင့်ရတဲ့ရတနာမျိုးပါ အလင်းရတနာကအယောင်မျိုးမျိုးရှိပါတယ်ဖခင် အနီယောင်တောက်နေရင်ဗရမ ्या အလင်းအစိမ်းယောင်တောက်နေရင်ကြောက်စိမ်းအလင်းလို့ခေါ်ပါတယ်အယောင်ကိုလိုက်ပြီးနီလာအလင်းပလဲအလင်းစတဲ့အမည်တွေနဲ့ကွဲပြားစေပါတယ် ဒီကြောက်ကသမီးတို့ပိုင်ဆိုင်တဲ့ကြောက်ဖြစ်တဲ့အတွက်ဂျေဇူးဆက်တော်ကိုလက်ခံပေးပါဖခင် ကြောက်ကိုရောင်းပါရောင်းပြီးရင်တဝက်ကိုအလူဒါနာပြုလုပ်ပေးပါ နောက်ထပ်တဝက်ကိုတော့ဖခင်နဲ့မိသားစုအတွက်အလိုရှိရာကိုသုံးဆွဲပါအဲဒီလိုပြောပြီးဗရမားလင်းကိုဥအောင်ညွန့်လက်ထဲထည့်ပေးလိုက်တယ်လက်ထဲထည့်ပေးရတဲ့မိမပြူလေးကရုပ်ချင်းပြောက်ွယ်သွားတယ်ဥအောင်ညွန့်ကလည်းအိယာကနေလန့်လို့လာပြီး အဲ့ဒီအိမ်မက်ကလည်းအရန်စင်းလွန်းနေတကယ်လို့လို့လဲဖြစ်နေတယ်အဲ့တော့ကြောင့်အိမ်မက်မက်နေရလားတကယ်ဖြစ်ခဲ့တဲ့ဖြစ်ပြက်လားလို့စဉ်းစားနေမိစဉ်းစားနေတော့မှပဲသူ့လက်ကတစုံတစ်ခုကိုစောက်ကင်ထားတယ်လို့လဲသတိထားမိလိုက်တယ်လက်ကိုဖွင့်ကြည့်လိုက်တော့အိမ်မက်ထဲကမိမ့်မပြိုလေးပေးသွားတဲ့အနီရောင်ကြောက်ကိုတွေးရတယ်တဲ့ဦးအောင်ညောင်ကအိမ်မက်ထဲကမိမ့်မပြိုပြောတဲ့အတိုင်းကြောက်ကိုမြို့ပေါ်ကိုတက်ပြီးရောင်းချလိုက်တယ် ရတဲ့ငွေတွေကတဝက်တီးတီးနဲ့ရွာလုံးကျွတ်မိကိုတိုက်အလူကြီးပေးလိုက်ပါတယ်။ကြက်ဒီကောင်မှနေထိုင်ကြတဲ့ပုံကိုတရဝါရီအတွက်လဲလူတွေကိုကျွေးမွေးသလိုထမင်းဝိုင်းနေပြင်ပြီးတင်းညိုပင် မောင်နှမအောက်မှာမန်းတက်ကြီးထိုးပြီးကျွေးမွေးတယ်တဲ့ဗျာ။အဲ့ဒီမန်းတက်ထဲမှာပဲတန်ကားတော်တွေပင့်တရားနာရေသက်ချအမြဘေးဝေခဲ့တယ်။ရွာရဲ့ဓလေ့ကအလူတစ်ခုလုံမယ်ဆိုရင်ရဲရွာကိုအနည်းဆုံး3-4လကြိုတင်အကြောင်းကြားထားရတယ်။ ရဲရွာကလိုအပ်တာအကုန်လုံးကိုအဖွဲလိုက်အဖွဲလိုက်တခုချင်းကူညီလှုပ်ဆောင်ပေးကြတယ်။ဒါမှအလူကြီးရက်လည်းရောက်ရောလိုလီသေးမရှိ အားလုံးပြည့်ပြည့်စုံစုံနဲ့အလူကြီးအောင်အောင်မြင်မြင်ပြီးဆုံးနိုင်တယ်။ဒါပေမဲ့အခုဦးအောင်ညွန့်လူရဲ့အလူကရုတ်တရက်ကြီးကမန်းကနန်ထပြီးလှုပ်ရတဲ့အလူပြီးတော့အကြီးအကျယ်ရွာလုံးကျွတ်မိโกဒိတ်ကျွေးတယ်။နောက်ပြီးလူတွေထိတ်လန့်ရတဲ့ကြက်ဒီကုံတော်ဆက်တင့်ညိုပင်မောင်နှမအောက်မှာမန်းတက်ထိုး လူတွေကိုကျွေးတဲ့အတိုင်းသမင်းစပွဲတွေပြင်ဆင်ပြီးနာနာဘဝတွေကိုကျွေးတယ်။ရှိသေးတယ်။အမြဝေတဲ့အခါမှာလဲကြက်တီးကုန်းမှာနေထိုင်ကြတယ်။ပုပ်ကိုတော်ဝအပေါင်းနဲ့တကွအဲ့ဒီလိုထဲ့သွင်းဖိတ်ခေါ်ပြီးအမြဝေတယ်။အဲ့ဒီအချက်လက်တွေကိုခြုံကြည့်ရင်ဦးအောင်ညွန့်အလူလောက်လိုက်တာက ရိုးရိုးတာမန်အနေထားမဖြစ်နိုင်ဘူး။အုံစံဆောင်အနေနဲ့ပတ်သက်နေတယ် ဟုတ်စာဆောင်တွေပေးလို့သာဒါအလူဖြစ်တာဖြစ်မယ်လို့တွေးနေကြတယ်။အလူလောက်ပြီးနောက်မှာချက်တီးကုန်းကဥစာဆောင်တွေအကြောင်းကိုပို့ပြီးလူပြောများလာကြတယ်။ပြောနေတဲ့စကားတွေထဲမှာမှန်တာပါသိသလောက်ပါပေမဲ့မသိမပြင်းပဲချက်ကားပြောတဲ့စကားတွေကပိုများနေတယ်။ကြောက်စရာလန့်စရာတွေရော ထူဆန်းအံ့ဩစရာတွေရော အလွန်အကျူပြောနေကြတယ်။အဲ့ဒီစကားတွေထဲမှာဥအောင်ညွန့်သမီးတွေအလူတန်းသွားစရာရှိရင် အောက်စားဆောင်နေစီကရွှေတွေလက်ဝတ်လက်စားငှားလို့ရတယ်အလူတန်းသွားပြီးလာပြီးတာနဲ့ပြန်ပေးရတယ်ဆိုတာမျိုးတခါလဲဆွဲကြိုးတကုံပျောက်တယ်ဆိုပြီးပြန်မပေးလို့ဆိုပြီးဥအောင်ညောသမီးအငယ်မကိုပြူစားလိုက်တာအသေးတန်ဖြစ်ပြီးဈေးရုံကတော့မရတော့ဘူးပြောပြီးပြန်လွတ်လိုက်တယ်ဆွဲကြိုးပြန်ပေးပြီးတောင်းမှန်တော့မှတည်တော့မဲ့လူမမချက်ချင်းထထိုင်ပြီးအကောင်းတိုင်းဖြစ်သွားတယ် အဲ့ဒီလိုစကားတွေလည်းပါလာတယ်။ဘသူတွေဘာပဲပြောပြောချက်တီးကုန်းကဥစ္စာဆောင်တွေအကြောင်းအကောင်းအဆိုးဘာတစ်ခုမှမပြောဘူး။ဥအောင်ညုံကသူ့မိသားစုကိုပြောထားတယ်။ဒါပေမဲ့ဘူးတရားအပေါက်ကသာပိတ်လို့ရမယ်။ဗဇက်ပေါက်တစ်ပေါက်ကိုတော့ပိတ်လို့မရဘူးဆိုတဲ့စကားအတိုင်းပါပဲ။ဥအောင်ညုံကိုဥစ္စာဆောင်မကအိမ်မက်ထဲမှာကြောက်တလုံးလာပေးတဲ့အကြောင်းလူတွေသိကုန်ကြတယ်။ဥစ္စာဆောင်အကြောင်း အင်တာဗျူး 1980နှစ်83လောက်ကလို့ထင်ပါတယ်စစ်တောင်းမြင့်ရဲ့အနောက်ဘက်ကမ်းနှဖူးမှာရှိရဲ့ဥအောင်ညွန့်ရဲ့ရွာကိုစာရေးသူရောက်လာခဲ့တယ်ကြက်ဒီကုန်းရဲ့တစ်ဆက်ထဲမှာရှိရဲ့ဥအောင်ညွန့်နေခဲ့တဲ့လေထဲကအိမ်တော့မဟုတ်ပါဘူးရောက်သွားတဲ့အကြောင်းဟာသာသနာဝင်မှတ်တမ်းတွေထုတ်ပေးနိုင်ဖို့အတွက်ပါ1980မှာဗုဒ္ဓဘာသာဂိုင်းပေါင်းစုံညီညွတ်ရေးကိုဆောင်ရွက်နိုင်ခဲ့တယ်နိုင်ငံတော်အစိုးရကအမိန်အမှန်နှစ်မြင်းဆောင်80လွန်ငင်းချမ်းသာဝင်အမိန်ကို ထုတ်ပြန်တယ်။နောက်ဆက်တွဲရလဖြစ်တဲ့နိုင်ငံလုံးမှာရှိတဲ့သာသနာဝန်ထမ်းတွေကိုသာသနာဝင်မှတ်တမ်းတွေထုတ်ပေးနိုင်မှုဆောင်ရွက်လာကြတယ်။ဒေသတီးတီးကဆရာကြီးတွေကကြီးရွာဖုံးတော်ကြီးကျောင်းတွေအထိဆင်းပြီးစည်ရင်းပြုစုရညှိနှိုင်းတိုင်ပင်ရရှင်းလင်းတော်တွေပြုလုပ်ရတယ်။စာပေလုံသားဖွဲ့ဝင်တွေကဆရာတော်ကြီးတွေကို အကူအညီပေးဖို့မြို့နယ်ကတာဝန်ပေးတယ်။အဲ့ဒီစာပေလုံသားဖွဲ့ထဲမှာစာရေးသူတွေအတူ ဆောင်ရီးဆရာများဖြစ်တဲ့ကိုခင်မောင်ချိုကညွတ်ကွင်းအုတ်တွင်းစေးုံဓာခွဲမှု ကိုမျိုးဝင်ပြီးတော့ကိုဆိုင်ယခုအောင်မန်းမြို့မှာနေထိုင်သူတို့ဖြစ်ပါတယ်အဲ့ဒီခီးစင်မှာကိုအောင်ညွန့်ရင်ကြွားကိုရောက်သွားခဲ့ပြီးဥစ္စာဆောင်တွေနေတဲ့ချက်တီးကုန်းအကြောင်းနဲ့ဥစ္စာဆောင်ဇလန်းတွေကိုကြားသိခဲ့ရတာပဲဖြစ်ပါတယ်ဆောင်ရီးသူရောက်သွားတဲ့အချိန်မှာကိုအောင်ညွန့်ရောသူ့ရဲ့ဇနီးဖြစ်သူဟာဆုံးပါသွားခဲ့ပါပြီ ိုအောင်ကျွန်းရဲ့သားသမီးတချို့ရွာမှာနေထိုင်ကြပြီမယ်ခကြီးလွန်နေတာကြောင့်အိမ်တော်ငယ်ဘဝရောက်နေတဲ့ကလေးနှစ်ယောက်မိခင်ဦးအောင်ကျွန်းရဲ့သမီးငယ်ဆုံးနဲ့တွေ့ဆုံပြီးမေးမြန်းဝင်ရခဲ့ပါတယ်နှစ်တွေကလည်းကြာမြင့်နေပြီဖြစ်လို့မှတ်မိသလောက်နဲ့ပဲပြန်တင်ပြလိုက်ပါတယ်ဦးအောင်ကျွန်းနဲ့ကြက်တီးကုန်းကဥစ္စာဆောင်နေအောင်ဘလို့ဟာနေမိတ်ဆွေဖြစ်သွားကြတာလေဒီကြက်တီးကုန်းမြေထဲမှာဥစ္စာဆောင်နေနေတယ်ဆိုတာ ဖေဖေရောကျမတို့ပါသိကြတယ်မကြာခဏဆိုသလို မြင်းဤတွေ့နေရတာကိုဥษาဆောင်ညီမခုနှစ်ပေါ်လာတာတွေ့ရင်လေဖေဖေကတအိမ်လုံးကိုနှိုးပြီးပြတယ်ဘာတန်းအမမထွက်ပဲငြိမ်ငြိမ်လေးကြည့်ရတာပေါ့ရှင်အဲ့ဒီတော့ကျမကနည်းနည်းကြောက်တက်တယ်ကြောက်ကြောက်လန့်လန့်နေပဲကြည့်ခဲ့ရတာကိုတော့မှတ်မိနေတယ်ဟုတ်ကဲ့တခြားเจ้าစီဟာအကောင်ကြီးတွေရောမြင်ဘူးသေးလား အဲ့လိုတော့မမြင်ဘူးဘူးဖေဖေကတော့တွေ့ရင် တွေ့မှာပေါ့ဒါပေမဲ့ကျမတို့ကတော့တကားမှမပြဘူးဘူးနောက်ပြီးဖေဖေကဘုရားတရားလှုပ်တယ်အဲ့ဒါကြောင့်တစီတရေဥစ္စာဆောင်တွေကို လုံးဝမကြောက်ဘူးသူတို့ဘဝတွေကပင်မလွန်းနေစင်ရဲကြတယ်မေတ္တာထားကြပါလို့ပဲတမိသားစုလုံးကိုပြောရင်းရှိပါတယ်ကြတိကုံတော်ဆက်မှာရှိရဲ့တင့်ညိုပင်မောင်နှမမှာထမင်းနေရင်းနေတွားထားတယ် ကြုံကြိုက်တဲ့တရဝါများစားကြတောက်ကြပါလို့ပြောဖို့ဖေဖေကတင်ပေးထားတယ်။အဲ့တော့ဆိုတင်းညိုပင်မောင်နှမကိုတင်မြောက်တဲ့အနေနဲ့ပူဇော်တာလား။မဟုတ်ပါဘူး။တင်မြောက်တာမဟုတ်ပါဘူး။ကြုံကြိုက်တဲ့ပုံကိုယ်ကြီးစားရအောင် အလူဒါနာပြုတဲ့သဘောပါ။ကျမတို့ပြုတဲ့အလူဒါနကိုဥစာဆောင်တွေက စားကြရတယ်။အဲဒါကြောင့်အဖေဖေကိုကျေးဇူးရှင်ဆိုပြီးကြောက်နေလေးတလုံးလာပေးတာလို့ပြောတယ်။ ဲ့ဒါဆိုအုတ်ဆဆောင်ကကြောက်လာပေးတယ်ဆိုတာတကယ်ကြီးပေါ့အဲ့ဒါဆိုကြောက်ရောင်းရတဲ့ငွေနဲ့အလူလုတ်တယ်ဆိုတာကရောဟုတ်ပါတယ်ဒါလည်းအမှန်ပါပဲတရွာလုံးမိကိုတိတ်သမီးရီချောင်းစီအလူကြီးလုတ်ခဲ့တာကျမမတ်မိပါသေးတယ်ထူးထူးခြားခြားဖြစ်သွားတာကတင်းညိုပင် မောင်နှမအောက်မှာမန်းတက်ကြီးထိုးပြီးနာနာဘဝဝိနာဘဝတွေကိုလူတွေကျွေးသလိုထမင်းပွဲတွေပြင်ပြီးကျွေးခဲ့ပါတယ် ဟုတ်ကဲ့ပါဟိုဟာအလူမင်္ဂလာဆောင်သွားเสียရရှိရင်ဥစ္စာဆောင်နေစီကနေလက်ဝဲရတနာငှားလို့ရတယ်လို့ပြောကြတယ်နော်အဲ့ဒါရောအမှန်ပဲလားဒီကိစ္စကတော့ချဲ့ကားပြီးပြောကြတာပါအဖေကအလုပ်ကိုအရန်လုပ်တယ်အရန်မတော့ဆက်လိမ့်မတော့ဘူးလောင်းကစားလည်းဘာမှမလုပ်ဘူးဒီလိုလူမျိုးသားမချမ်းသာရင်ဘယ်သူကချမ်းသာမှာလဲနော်ကျမတို့ညီမအားလုံးတကူစင်စီရှိရင် တောင်ပရက်ကြီးတွေရွှေချီချင်းကြီးတွေပါဝယ်ပေးတယ်။ရှိနေပေမဲ့အနေထိုင်သူတိတ်တော့မရှိဘူးလို့ထင်ကြတယ်။အဲ့ဒီလိုထင်နေတော့အလူတန်းရှိလို့ထုတ်ဝေါ်တော့အုံစာဆောင်တွေစီကပဲငားတယ်လို့ပဲထင်ကြတာပေါ့ရှင်။ဖေဖေကတော့ပြောတယ်။ထင်ပါသေး။ဘာမှပြန်မပြောနဲ့။အဲ့တော့မှဓမြအတိုက်မခံရမှာတဲ့။လွတ်လပ်ရေးရောက်ပြီးကစားခေတ်ကလည်းခစ်ပြက် ရောင်စုံသဘုံခစ်ဆိုတော့အဲ့ဒီလိုပဲထင်ကြတာပဲကောင်းနေဆိုပြီးအตาหนีလိုက်တာဘာမှပြန်မပြောတော့အောက်ဆောက်ဆောင်နေစီကငားတာဟုတ်တယ်လို့ပဲပို့ပြီးထင်သွားကြတာပေါ့ရှင်ဒါဆိုရင်စွဲရိုးတဘုံပြန်မပေးလို့အောက်ဆောက်ဆောင်ကပြူစားတာခံရပြီးအသေးတန်နေမကောင်းဖြစ်တယ်စေးယုံကတော့လက်မခံပဲပြန်လွတ်လိုက်တယ်ဆိုတာကရောမဟုတ်ဘူးပေါ့အသေးတန်ပြားတယ်ဆိုတာကတော့ကျမပါ ဇေယောဟာလက်လျှော့ပြီးပြန်လွှတ်လိုက်တာလဲမှန်ပါတယ်။ဒါပေမဲ့ဆွဲချိုးပြန်မပေးလို့ဥစ္စာဆောင်ကပြူစားတယ်ဆိုတာမဟုတ်ပါဘူး။သူကလည်းအဲ့ဒီလိုပြောကြားထားပါတယ်။မြန်မာနိုင်ငံနေရာအနှံ့ပြားမှာဥစ္စာဆောင်နဲ့ပတ်သက်တဲ့ဖြစ်ရစမ်းကျယ်ဇာတ်လမ်းတွေအများပြားရှိတယ်။တချို့ကလည်းယုံကြည်လက်ခံကြပေမဲ့တချို့ကတော့မယုံကြည်လက်မခံကြပါဘူး။ဘလို့ပဲဖြစ်ဖြစ်ပါလိ။ဥစ္စာဆောင်ဇာတ်လမ်းနိုင်မှာ ်တက်တည်အဖြစ်နေရာဌာနတွေအမည်နာမတွေကတော့အထင်အရှားကြံရှိနေတာတွေတွေ့ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့ပေးသက်တူးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ channel လေးကနေနောက်နေ့နောက်ရီတွေမှာဘလို့စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုတော့ပေးသက်တွေနေနဲ့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါရစေခင်ဗျာ။ ားလုံးကိုအထူးဝင်ကျေးဇူးတင်ရှိပါတယ်